ဂျာမနီ၏ယူရို439ဘီလီယံစည်ရေးစီမံကိန်းနှင့်ရုရှားကို ဟန့်တားမိမဟာဗျူဟာရုရှားကိုဟန့်တားနိုင်မှာမလားသမိုင်းနှင့်စိန်ခေါ်မှုအခုလိုမျိုးကမ္ဘာ့အရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ကမ္ဘာအကြီးဆုံးစက်မှုထိပ်သီးနိုင်ငံကြီးငါးထဲမှာတနိုင်ငံဖြစ်တဲ့ဂျာမနီနိုင်ငံကိုမီဒီယာတွေကဆယ်စုနဲ့လေးခုကျော်ငိုက်မြင်းနေခဲ့တဲ့လင်းယုံကြီးအဖြစ်တင်စားခေါ်ဝေါ်နေကြပါတယ်။2022ခုနှစ်ရုရှားယူကရိန်းစစ်ပွဲနဲ့2025ခုနှစ်မှာဒေါ်နယ်ထရန့်ပြန်လည်သမ္မတဖြစ်လာပြီးတဲ့နောက်ဥရောပကာကွယ်ရေးကိုကိုအားကိုကိုကိုဖိအားပေးလာမှုတွေဟာဂျာမနီရဲ့ရွှေပြည်အေးဝါဒကိုကြီးမားစွာတုံ့လောက်စေခဲ့ပါတယ်။ ဒါကြောင့်အမျိုးသားထောက်ကုံ GDP မှာကမ္ဘာအဆင့်3ရှိတဲ့ဂျာမနီဟာသူ့ရဲ့ကာဝေးမူဝါဒတွေကို အပူတပြင်းပြန်လဲတုံ့တက်ပြင်ဆင်လာပါပြီ။ဝင်ကြီးချုပ်အသစ် Frederick Ma လက်ထက်မှာဂျာမနီဟာကမ္ဘာစစ်အင်အားကြီးနိုင်ငံအဖြစ်ပြန်လဲရပ်တည်ဖို့ပြင်ဆင်လာနေပါတယ်။ဂျာမနီ၏စစ်ရေးတိုးချဲ့မှု အသေးစိတ်စီမံကိန်း ဂျာမနီရဲ့ကာကွယ်ရေးစွမ်းရည်တိုးမြင့်ရေးအစီအစဉ်ရလာမယ့်ဆယ်စုနှစ်အတွင်းကနအုပ်အနေနဲ့အမေရိကန်ဒေါ်လာ439ဘီလီယံအထိကျခံသုံးစွဲဖို့ရထားပါတယ်။ဒီအစီအစဉ်ဟာကဏ္ဍအလိုက်အားပြည့်မှုတွေပါဝင်နေပါတယ်။ကာကွယ်ရေးဘတ်ဂျက်ခွဲဝေမှုဒေါ်လာ439ဘီလီယံရေပြင်တက်ခွဲအတွက်ဒေါ်လာ163ဘီလီယံလေတက်အတွက်ဒေါ်လာ135ဘီလီယံရေတက်အတွက်ဒေါ်လာ29ဘီလီယံ ဆိုင်ဘာစစ်ရေးအတွက်ဒေါ်လာ21ဘီလီယံအာကာသစစ်ရေးအတွက်ဒေါ်လာ16ဘီလီယံနဲ့အရန်တပ်ဖွဲ့အခြေခံအဆောက်အုံအတွက်ဒေါ်လာ60ဘီလီယံထိဖြစ်တယ်လို့ဆိုပါတယ်စစ်တပ်အင်အားတိုးမြင့်မှုဆိုရင်လည်းတပ်ဖွဲ့ဝင်အင်အားလက်ရှိ38000မှ23000အထိတိုးချဲ့မယ်လို့သိရှိရပါတယ်အရန်တပ်ဖွဲ့ဝင်9000ကျော်အထိတိုးချဲ့စုစည်းမယ်ဆိုပါတယ် နောက်ပြီးကြီးတက်ကိုတိုက်ခိုက်ရေးတက်မ9ခုနဲ့နည်းမြေဆောင်တက်မ3ခုဖွဲ့စည်းမယ်လို့ဆိုပါတယ်။တန့်ကားနဲ့လက်နက်ခဲယံအားဖြည့်မှုမှာဆိုရင်လီယိုပတ်မျိုးဆက်တင့်ကားတထောင်ကျော်ဝယ်ယူဖို့စီစဉ်ထားပြီးပူးမတန်ချက်ကရင်690စီးဝယ်ယူမယ်ဆိုပါတယ်။ Sky Ranger 30လေကြောင်းရန်ကာကွယ်ရေးစနစ်960ကျော်ဝယ်ယူအားဖြည့်သွားဖို့လည်းစီစဉ်ထားပါတယ်။အဓိကလက်နက်စနစ်များနဲ့နျူကလ িয়ার စွမ်းရည် လက်ရှိမှာဂျာမနီဟာ NATO ရဲ့အဓိကအင်အားစုအဖြစ်အရှိန်ဟုန်မြင့်တင်မှုခင်မီလက်နက်စနစ်တွေကိုဝယ်ယူနေပါပြီ။လေတပ်အနာဂတ်မှန်းဆချက်မှာဆိုရင်ဂျာမနီက F-35A တိုက်လေယာဉ်တွေဝယ်ယူရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ဂျာမနီမှာတူလောင်ထားတဲ့အမေရိကန်ရဲ့ B61 စစ်မြေပြင်သုံးနျူကလ িয়ার ထိပ်ဖူး15လုံးမှအလုံး20ကို ရေးပေါ်အခြေအနေမှာအသုံးပြုနိုင်မှုပဲဖြစ်ပါတယ်။ Eurofighter Typhoon 160စီးကိုလည်းအစစ်မြင့်တင်မှာပဲဖြစ်ပါတယ်။ ရေတိုက်ရဲ့ခင်မိမှုမှာဆိုရင် F126 F127 frigate စစ်သင်္ဘောများ14စီးအထိပါတစည်းလျင်တန်ချိန်တောင်းထရှိမဲ့ frigate သင်္ဘောကြီးများတိစောက်မှာပါလေကြောင်းရန်ကာကွယ်ရေးနဲ့ရေအောက်စစ်စင်ရေးတာဝန်များပေါ်ပါခန်းဆောင်မယ်ဆိုပါတယ် Type 212 CD ရေငုပ်သင်္ဘော15စီးဟာရေပေါ်တို့တက်ဆရာမလို့ပဲရေအောက်ခုံမောင်းနိုင်တဲ့ AIB စနစ်သုံးရေငုပ်သင်္ဘောတွေပဲဖြစ်ပါတယ်ရုရှားရေတပ်ရဲ့လှုပ်ရှားမှုတွေကို ဟန်တာဖို့အဓိကရည်ရွယ်ပါတယ် Baltic Data အဖြန့်ကျက်မှုကိုကြည့်ရင် Lithuania နိုင်ငံမှာအမှတ်55ပန်စာတပ်မဟာကိုစတင်ဖြန့်ကျက်ချထားပြီပဲဖြစ်ပါတယ်။ဒီတပ်မဟာဟာ Leopard 287တင့်ကား44စီးနဲ့ Puma တန်ကြပ်ကာယဉ်44စီးတို့တပ်ဆင်ထားပါတယ်။ Russia ကိုဟန်တားနိုင်မှာမလား။တမိုင်းနဲ့စိန်ခေါ်မှုယခုဂျာမနီ၏ကာကွယ်ရေးအင်အားတိုးချဲ့မှုဟာရုရှားဖက်ဒရေးရှင်းရဲ့ဥရောပအလဲပိုင်းထိဩဇာလွှမ်းမိုးလိုတဲ့အကြံအစီကိုတံပြန်ဟန့်တားဖို့ပဲဖြစ်ပါတယ်။ တမိုင်းကိုပြန်ကြည့်ရင်ပထမနဲ့ဒုတိယကမ္ဘာစစ်ကြီးနှစ်ခုစလုံးမှာဂျာမန်တပ်ဖွဲ့တွေဟာစစ်မျက်နှာနှစ်ဖက်ဖွင့်ထားတဲ့ကြားကပင်ရုရှားနယ်မြေအတွင်းပိုင်းအထိအောင်မြင်စွာဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒုတိယကမ္ဘာစစ် Operation Barbarossa စစ်စင်ရေးမှာဂျာမန်တွေဟာ၅လအတွင်းမော်စကိုမြို့တော်အနီးထိချီတက်နိုင်ခဲ့ပါတယ်။ယနေ့အချိန်နေနဲ့ဖြစ်နိုင်ခြေတွေကိုပြန်ကြည့်ရင်ရုရှားတပ်ဖွဲ့တွေဟာယူကရိန်းစစ်ပွဲကြောင့်စစ်ရေးအတွေ့အကြုံကျယ်ဝနေပေမဲ့စစ်ပန်းနေကြပါပြီ။ ဂျာမနီက NATO အဖွဲ့ကြီးရဲ့ဒေါ်ထောင်နောက်ခံနဲ့စစ်မျက်နှာတစ်ခုတည်းဖွင့်ပြီးတိုက်ခိုက်ရမယ်ဆိုရင်ရုရှားအပေါ်အသာစီးရနိုင်မှုရှိမရှိဟာစစ်ရေးဗဟေလိဖြစ်နေပါတယ်။ရုရှားဘက်ကနျူကလ িয়ার လက်နက်အသုံးပြုလာနိုင်ခြေရှိပေမဲ့ NATO ရဲ့အလားတူနျူကလ িয়ার တုံ့ပြန်မှုကို ကြိုတင်ညှောလင့်ထားရမှာဖြစ်ပါတယ်။2030ပြည့်လွန်နှစ်များမှာဂျာမနီဟာဥရောပရဲ့အင်အားအကြီးဆုံးစစ်ရေးကောင်းဆောင်နိုင်ငံတစ်နိုင်ငံဖြစ်လာမှာထင်ရှားနေပါတယ်။ ဂျာမန်လေးယောင်ကြီးဟာနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစီမံကိန်းဘက်ကိုပါခြေဥ့လဲလာမလားဆိုတာကိုစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့တုံ့သက်ချက်များကိုလည်း comment ကနေတစ်ဆင့်မျှဝေပေးကြကြပါဦးနော်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့အတွက်သတင်း K Channel ကို like and subscribe လေးလုပ်ပြီးဘေးနားက notification bell လေးကိုလည်းနှိပ်ထားကြဖို့မမေ့ကြနဲ့နော်။ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်။